ိစရုံအနေနဲ့ time traveling ဆိုတာတကယ်ရှိရလို့ယုံကြည်ပါလား time traveling လို့ပြောလိုက်ရင်ပေါ့နော်ကျွန်တော်တို့ရုပ်ရှင်တွေစကားရေးတွေမှာရောအများပြားကြည်ခဲ့ပူကြလိမ့်မယ်အချိန်ခီးသွားခြင်းပေါ့လေဆိုတော့အဲ့ဒီခီးသွားရတဲ့နေရာမှာအနာဂတ်ကိုခီးသွားတာရှိတယ်နောက်ပြီးတော့အတိတ်ကိုပြန်ပြီးတော့ပြန်လာခဲ့ခီးသွားနေလည်းရှိတယ်ပေါ့ time traveling နဲ့ပတ်သက်တဲ့ theory တွေကလည်းအများပြားရှိတယ်အာရှိတဲ့အလျောက်ဒီနေ့မှာတော့ပြပြသွားပေးမှာတော့ တိုင်း traveler ဖြစ်ရလို့ယူဆလို့ရတဲ့ဖြစ်ရသုံးခုအကြောင်းပြောပြပေးပါမှာဖြစ်ပါတယ်။နံပါတ်1948ဒုတိယကမ္ဘာစစ်ကာလအိမ်မှာတရားဖွင့်ပွဲတစ်ခုမှာရိုက်မိထားတဲ့တပ်ပုံတစ်ပုံ။ဆိုတော့ဒီအမျိုးသားကလည်းအင်တာနက်ပေါ်မှာအမျိုးမျိုးဒါပြောဆိုခဲ့ကြရတယ်သူ့ကိုပေါ့နော်။အဲသူ့ဟာဆိုရင်ကျွန်တော်တို့အချိန်ခီးသွားလားဗာလားဆိုတာတော့အဲအများကြီးပြောဆိုဆွေးနွေးခဲ့ကြရတယ်။အဲ့ဒီထဲမှာမှသူ့ရဲ့ ခန္ဓာကိုယ်မှာဝိစင်ထားတဲ့အဝတ်အားဆိုရင်လည်းတခြားဘေးကလူတွေနဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်မတူဘဲနဲ့ကွဲပြားနေရတယ်တွေ့ရတယ်။လက်မှာဆိုရင်ကျွန်တော်တို့ကင်မရာတစ်ခုကိုကင်ထားခဲ့တာပေါ့။ဆိုတော့သူ့ရဲ့ပုံကဘေးကရှိနေတဲ့လူတွေနဲ့ရှင်ကြည့်လိုက်တယ်ဆိုရင်တော်တော်လေးကိုခက်ရှိပြေးနေတဲ့ပုံစံရှိတဲ့အမျိုးသားအားပေါ့နော်ကျွန်တော်တို့အနာဂတ်ကနေပြီးတော့ဒီကို1941ကိုရောက်လာတဲ့မျိုးသားလားဒါမှမဟုတ် တချို့ကလည်းမှတ်ချက်ပေးကြရပါတော့ဒီအမျိုးသားဒီတိုင်းပဲအဲ့ဒီ1941ကာလမှာအရန်ကိုဖက်ရှင်ကြကြနဲ့စတိုင်ကြကြနေတတ်တဲ့အမျိုးသားပဲလားဆိုပြီးတော့ပြန်ပြီးတော့မှတ်ချက်ပေးထားကြတဲ့သူတွေလည်းအများကြီးရှိပါတယ်